Health Knowledge ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပရိသတ်တွေအတွက်အတပူအကြောင်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အတပူတွေဟာကနာကိုရဲ့နေရာအတော်များများမှာပေါက်တက်ကြပါတယ်။သင်အနေနဲ့အရေးပြားမှာအတပူတွေပေါက်လာလို့စိတ်ညစ်နေပြီလား။ဒီလိုဆိုရင်တော့မလိုအပ်တဲ့အတပူတွေကိုသဘာဝနေတိုင်းဖြည့်ရှင်းနိုင်ဖို့အတွက်အောက်ကဗီဒီယိုလေးကိုကြည့်ပေးသွားကြပါဦးနော်။အတပူဆိုတာကအရေးပြားမှာတွေ့ကပ်နေတဲ့အသားတက်တက်အလုံးလေးတွေပဲဖြစ်ပါတယ်။ ။များသောအားဖြင့်တော့လူကိုဒုက္ခမပေးတတ်ကြလာဘူး။တကယ်လို့သိရင်အတဘိုလ်လေးတွေဟာအရွယ်စားသေးငယ်နေရဆိုရင်တော့အခုပြောမဲ့နီလန်းလေးတွေကိုအတောင်းပြူကြည့်လိုက်ပါနော်။လက်ဖက်ကိုအတောင်းပြူပြီးတော့အတဘိုလ်တွေကိုဖယ်ရှားလို့ရပါတယ်။လက်ဖက်ရဲ့အစီအနှင်းဟာဘက်တီးရီးယားနဲ့မှုတွေကိုတိုက်ပြတ်ပေးနိုင်တဲ့အာမိသင်ရှိတာကြောင့်အတဘိုလ်ရဲ့အပေါ်မှာလိမ့်ပေးပါ။ပြီးရင်တော့အဝိဇ္ဇာခက်ပါးပါလေးနဲ့စီထားပေးပါအတက်ပိုးတွေမချောက်မချင်းညတိုင်းလှုပ်ပေးရမှလည်းဖြစ်ပါတယ်အတက်ပိုးကချောက်ပြီးတော့သူ့အလိုလိုကြွေကြသွားပါလိမ့်မယ် နောက်ထပ်ဘလို့နီလာနဲ့အတပူကိုဖယ်ရှားလို့ရလဲဆိုရင်ငပြောသည့်ကိုစားပြီးတဲ့အခါငပြောကုန်လွတ်မပြစ်ပါနဲ့အတပူအတွက်အသုံးပြုလို့ရပါတယ်နော်ငပြောကုန်ဟာဆိုရင်လည်းအတပူတွေကိုချပြီးတော့ကျွေကျသွားစေနိုင်တာလေးဖြစ်ပါတယ်ဒါကြောင့်အတပူတွေကိုငပြောကုန်ကပ်ပြီးတော့ပတ်တီးစီထားပေးရင်လည်းအတပူက၆ပေးกว่าကျသွားပါလိမ့်မယ်ရှင်နောက်ထပ်အနေနဲ့ကတော့ပန်းတိရှာလကာကြီးကို အသုံးပြုလို့ရပါသေးတယ်ပန်းတိရှာလကာကြီးကိုအတပူပေါ်မှာလိမ့်ပြီးတော့ နိုင်ဘွက်လောက်စီးထားပေးမယ်ဆိုရင်တော့အတပိုးတွေကတဖြည်းဖြည်းခြောက်ပြီးတော့ကွာကျသွားပါလိမ့်မယ်။ဗီတာမင် E ဟာဆိုရင်လေအတပိုးတွေကိုဖယ်ရှားနိုင်တဲ့အစွမ်းရှိပါတယ်။အတပိုးတွေကိုဗီတာမင် E ပါတဲ့အစီကိုလိမ့်ပေးမယ်ဆိုရင်တော့အတပိုးတွေကခြောက်ပြီးတော့ကွာကျသွားပါလိမ့်မယ်။နောက်ထပ်အနေနဲ့ကတော့စက်တုံဖြူကိုအသုံးပြုလို့ရပါသေးတယ်ရှင်။စက်တုံဖြူကအရွယ်တင်စေတဲ့အာနိသင်ရှိပြီးအသားရည်ရောင်ရမ်းတာကိုလည်းလျှော့ချပေးနိုင်ပါသေးတယ်။အတပိုးတွေကိုဖယ်ရှားဖို့လည်းအသုံးပြုလို့ရပါသေးတယ်။ ညာအိတ်ကနေရင်ကြက်တော်ဖြူကိုအတပူပေါ်အောင်ပြီးတော့ပတ်တီးစီထားပေးပါမနက်ခင်းမှရေးစေးပေးလိုက်ပါအဲ့ဒီအတိုင်းလှုပ်ပေးလို့ရပါတယ်ဒီလိုမျိုးလေးလှုပ်ပေးမယ်ဆိုရင်ရေရှည်မှာချက်ပြီးတော့ကွာကြသွားပါလိမ့်မယ်ဒါပေမဲ့တချို့သောသူတွေမှာအတပူတွေကငင်ငေကမရှိဘဲနဲ့အသက်ကြီးမှအကြီးလာတာမျိုးတွေအတပူတွေကတဖြည်းဖြည်းနဲ့အရန်ကြီးလာမယ်ဆိုရင်တော့ဆရာဝန်နဲ့ပြသပြီးတော့ကုသတင်ပါတယ်နောက်ထပ်အနေနဲ့ကတော့စီးကျုပ်ယောဂရှိသူတွေသွေးမတိတ်ယောဂရှိသူတွေအနေနဲ့ကတော့ အတက်ပူတွေကြီးကြီးလာမယ်ဆိုရင်ဆရာဝန်နဲ့ပြသပြီးလှောက်ဆောင်တင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့သွေးမတိတ်တာမျိုးတွေအနာမကျက်တာမျိုးတွေဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။ဒီနေ့အတွက်ကတော့အတက်ပူလေးတွေရှိရင်ဘလို့လှုပ်ပေးတင်နေ။ကျမကြီးအတွက်ဘလို့နေထိုင်တင်နေဆိုတဲ့အကြောင်းကိုစုံစုံလင်းလင်းလေးတင်ပြပေးလိုက်ပါရရှင်။အစောတိကြီးရှုနားဆင်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။မြန်မာတွေရဲ့ Head Knowledge Channel လေးကနေကျမကြီးနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒရာတွေကိုနေ့စဉ်ည9:00နာရီအချိန်တိုင်းတင်ဆက်ပေးနေအောင်ပါမို့။ ဆက်ဆက်ဆောင်မြောအားပေးကြပါဦးရှင်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တို့တွေလည်းစိတ်အိတ်ချမ်းသာခြင်းကိုယ်အိတ်ချမ်းသာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။